ကြိုဆိုပါရယ်ရခိုင်လက်နက်ကင်တပုံအေကမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာရှိနေတဲ့အမ်ဘရန်လမ်းမော်ကနယ်ရီကန်တောင်ပြူဟာစကန်ကုန်းကြီးကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိပါတယ်။ရခိုင်လက်နက်ကင်တပုံအေအေကဒီအနောက်ပိုင်းနဲ့စစ်ဌာနရုပ်တည်ရှိခဲ့တဲ့အမ်ကို တိုက်ခိုက်သိမ်းမှတ်ပြီးတဲ့နောက်အမ်နယ်ဗဒန်လမ်းကြောင်းပေါ်မှာရှိနေတဲ့တက်စကန်တွေကာကင်စကန်တွေနဲ့အဓိကနေရာတွေအများအပြားကိုပအဝင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ရခိုင်လက်နက်ကိုင်တပုံ AA ကရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေမှာစီရေးပေါ်ဆောင်နေတာဖြစ်တဲ့အတွက်တမရော့ကလည်းတံမြန်တိုက်ခိုက်တိုးစစ်ဆင်ရရရှိပါတယ်။ ARD တိုင်းမှာဆိုလို့ရှိရင်လည်း ARD တိုင်းဒီလေးမျက်နှာမြို့နယ်အဆက်ကနေရာတွေမှာတိုက်ပွဲတွေဖြစ်ပေါ်နေသလိုဘကိုးတိုင်းရဲ့အဆက်မှာရှိနေတဲ့ဒီတောင်ကုန်းအုံးရှိပင်လမ်းမိုက်မှာလည်းတိုက်ပွဲတွေပေါ်ဆောင်နေပါတယ်။ လက်ရှိအချိန်မှာတော့ဒီရခိုင်လက်နက်ကန်တပုံ AA နဲ့တပ်မတော်နဲ့ထိတွေ့တိုက်ပွဲအပြင်းထန်ဆုံးနေရာကတော့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှရှိနေတဲ့အမ်ဘဒန်လန်တောင်ကျောဘော်ကနေရီကန်တောင်ပြူဟာပဲဖြစ်ပါတယ်။ဒီစခန်းကြီးကိုရခိုင်လက်နက်ကန်တပုံ AA ကတိုက်ခိုက်သိမ်းပတ်လိုက်ပြီးဆိုပြီးတော့မနေ့ကအကြမ်းဖက်အပိမီဒီယာတွေအားလုံးကတကိုင်းနေတဲ့ဆိုသူတို့သတင်းတွေကိုတင်ဆက်ခဲ့တာတွေ့ရပါတယ်။အဲ့ဒီတော့ကျွန်တော်တို့နေမြေကတရင်တက်ဖို့တွေနဲ့တရင်အရင်မြစ်တွေစီကိုစုံစမ်းလိုက်တဲ့အချိန်မှာတော့ရခိုင်နဲ့နဲ့ကန်တဲ့ပုံအေအေကိုတက်မလို့ကတံမြေတိုးစစ်စင်တိုက်ခတ်ရရရှိတယ်လို့သိရပါတယ် ရခိုင်လက်နက်ကိုင်တပုံအေအေကဒီနယ်ရီကန်တော်စခန်းကြီးကိုရရှိဖို့အတွက်ပြီးခဲ့တဲ့ဇန်နဝါရီလတွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကိုဆောင်ရွက်ခဲ့တာကတော့ဒီ2025ခုနှစ်ဇွန်လပထမပတ်ထဲကဖြစ်ပါတယ် 2025ခုနှစ်ဇွန်လ4ရက်နေ့မှာပဲရခိုင်လက်နက်ကိုင်တပုံ AA နဲ့အတူအရှိုးချင်းနောက်ပြီးတော့ကြောင်းသားလက်ယုံတက်တော်လို့ခေါ်တဲ့ SAF နဲ့ NUG လောက်ကန် PDF အဖွဲ့အများပြားရဲ့ဝိုင်းဝန်းပူပေါင်းတိုက်ခိုက်မှုတွေကြောင့်ဒီနေရီကန်စခန်းကြီးရဲ့ကာကင်ကုန်းလို့ခေါ်လို့ရတဲ့နေရီကန်တောင်တာဝါရန်ကုန်းကိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်တကယ်တော့ရခိုင်လက်နက်ကိုင်တပုံ A က Ambran Land ကိုထိန်းချုပ်နိုင်ရည်အတွက်ဒီအနောက်ပိုင်းနဲ့စစ်ဌာနရုပ်တည်ရှိခဲ့တဲ့နပခအန်းကို2024ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာအပြေအဝတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီနေရာမှာရခိုင်လက်နက်ကိုင်တပ်ပေါင်း AA ရဲ့စီရေးပေါ်ဆောင်မှုတွေကိုတစ်ချက်ပြန်ကြည့်ရင်တော့နောက်ပိုင်းစစ်ဌာနချုပ်တရှိခဲ့တဲ့အမ်းကိုတိုက်ခိုက်ချိန်မှာလည်းအရက်လေးမျက်နှာကနေအလော့စီဖြတ်တော့တိုက်ခိုက်ခဲ့တာကိုမြင်တွေ့ရပါတယ် ရခိုင်လက်နက်ကိုင်တပုံ AA ကဒီအန်ဌာနချုပ်ကိုတိုက်ခိုက်ဖို့အတွက်2024ခုနှစ်စက်တင်ဘာလောက်တည်းကပြင်ဆင်ခဲ့တာဖြစ်ပြီးတော့အန်မျိုးကိုတိုက်ခိုက်ချိန်မှာတော့မအီတောင်ကုန်းလမ်းကနေပိတ်ဆို့တိုက်ခိုက်တယ်။နောက်ပြီးတော့အန်တက်တောင်လမ်းကနေပိတ်ဆို့တိုက်ခိုက်တာတွေလည်းရှိတယ်လို့အန်ဘရန်လမ်းရဲ့အလဲမှာရှိနေတဲ့ပဲပရုံရွာကနေလည်းစတင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။နောက်ပြီးတော့ဒီဖြူဟာကုန်းနေမြန်မြန်ရှိနေတဲ့နက်တောင်တောဟင်းတောင်မဲတောင်စတဲ့ဖြူဟာတွေကနေထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ အခုဒီမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာရှိနေတဲ့နေရီကန်အောင်စကန်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့ပုံစံကလည်းအမ်ကိုတိုက်ခိုက်နေတဲ့ပုံစံမျိုးနဲ့ခက်ဆင်ဆင်တူပါတယ်။ဘာကြောင့်လဲဆိုရင်အခုဒီနေရီကန်အောင်စကန်ကြီးရှိနေတဲ့နေရာကအမ်ဘရန်လန်းရဲ့အမေရီကန်အောင်လန်းဟောင်းရဲ့ဘေးမှာတည်ရှိနေတဲ့စကန်ကြီးလည်းဖြစ်ပါတယ်။ဒါကတော့ဒီဗဒန်းမျိုးကနေတက်လာမယ်ဆိုလို့ရှိရင်ချိုးဘလန်းခွဲကနေလာနိုင်တဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့အမ်ဘရန်လန်းကဒီစကန်ကြီးရဲ့အောက်မှာရှိရဆိုပေမဲ့ ရခိုင်လက်နက်ကိုင်သဘောအေအေရဲ့ပူပေါင်းအဖွဲ့တွေအရှိုချင်းအပါဝဲအန်ဒီလောက်ခံ PDF အဖွဲ့တွေကဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွာတွေမှာအလို့စီဖြတ်တော့ပြီးတော့တိုက်ခိုက်တာတွေကိုလည်းပြုလုပ်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်နှစ်ဆန်းလောက်ကနေစပြီးတော့ဒီကမြင့်ကန်ပရိကနေစပြီးတော့ဂုတ်စီစတဲ့တပ်မတော်ရဲ့ကင်းစခန်းနေရာစခန်းတွေအများအပြားကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ဒီ2025ခုနှစ်ဇူလိုင်ဝန်းကျင်လောက်ကစပြီးတော့နေရီကန်တော်စကန်ရှိတဲ့အခြေကုန်းအခြေကိုလာရောက်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်သဘောအေအေကနိုင်ရီကန်စခန်းကြီးကိုသာတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းရဲ့အဆက်ဝင်ပေါက်ကိုလည်းပိတ်ဆို့ထားနိုင်မှာဖြစ်တယ်လို့မကွေးတိုင်းထဲမှာရှိနေတဲ့ NUG လက်အောက်ခံ PDF အဖွဲ့အများအပြားကိုလည်းလိုအပ်တဲ့အစ်မျက်နာတွေကိုဖြန့်ခွဲနိုင်ရင်းနဲ့လက်နက်ကိုင်ရဲ့လူသူအင်အားကိုပါဖြန့်ကျက်ထားနိုင်မှာပဲဖြစ်ပါတယ်။ဒီကြောင့်မလို့နိုင်ရီကန်စခန်းကိုတိုက်ခိုက်ဖို့2025ခုနှစ်ဇန်နဝါရီလကနေစပြီးတော့အခုဆယ်လာနီပါတီတိုက်ခိုက်နေတာဖြစ်ပါတယ်။ နိုင်ရကန်တော်စခန်းရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ကာကင်စခန်းတွေကိုတော့ရခိုင်လက်နက်ကိုင်သဘောင် AA နဲ့ဒေသခံ local PDF တွေဖြစ်တဲ့အရှိုချင်းတွေကပူးပေါင်းပြီးတော့ဆောင်ရွက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအတွက်လက်ရှိအချိန်မှာတော့နိုင်ရကန်တောင်ကဘာလုံးစခန်းပေါ်မှာရှိနေတဲ့တမ်လော်စစ်ကြောင်းတွေကတော့ဘေးပတ်ချလေကဝိုင်းဝန်းတိုက်ခိုက်မှုတွေကိုတော့ခံနေရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာဒုတိယပတ်တတိယပတ်လောက်ကစပြီးတော့ရခိုင်လက်နက်ကိုင်သဘောင် AA ကနိုင်ရကန်တောင်ကဘာလုံးစခန်းကြီးရဲ့ဘေးမှာ စနိုက်ပါတွေနဲ့လာရောက်ပစ်ခတ်တာတွေဆက်လက်တွေနဲ့လာရောက်တိုက်ခိုက်တာတွေနဲ့ဒရုန်းပုံချတာတွေလက်နက်ကြီးပစ်ခတ်တာတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့တပ်မော်တပ်ရင်တပ်ဖွဲ့တွေနဲ့အတူဒီမဆာခ905ရဲ့လက်အောက်ခံအမြောက်တပ်တွေနဲ့မြေကန်တပ်ရင်တပ်ဖွဲ့တွေနဲ့လောက်လျှောက်ဆူဆူလိုအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့တယ်။ဆာခခဆက်ခွန်ရဲ့လက်အောက်ခံတပ်ရင်တပ်ဖွဲ့တချို့ကလည်းတပ်အချင်းမြောင်းပြုလုပ်ပြီးတော့နေရီကန်စကန်မှာပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ဒါပေမဲ့ အကြမ်းကအာဘေးမီဒီယာတွေအားလုံးကတော့မနေ့ကအောက်တိုဘာ10ရက်နေ့မှာပဲနိုင်ငံငံတော်ကဘာလုံးစကန်းကြီးကိုရခိုင်လက်နက်ကန်တပေါင်း AA နဲ့အပေါင်းပါတွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပြီးတော့သတင်းတွေကိုထုတ်ပြန်ခဲ့တာရှိပါတယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်ထိတော့နိုင်ငံငံတော်စကန်းမှာရှိနေတဲ့တက်မလို့စကန်းတွေကနိုင်ငံငံတော်စကန်းမှာရှိနေတဲ့တက်မလို့အရာရှိစစ်သည်တွေကရခိုင်လက်နက်ကန်တပေါင်း AA ကိုတံမြန်တိုက်ခိုက်နေစေဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ ။ဟောရခိုင်လက်နက်ကင်တပေါင်းအေးအေးဖြတ်တန်းတိုက်ခိုက်ခဲ့တဲ့စကမ်းတွေကိုပြန်ကြည့်ရင်ဒီရခိုင်ပြည်နယ်နဲ့မကွေးတိုင်းရဲ့အဆက်မှာရှိနေတဲ့နေကြာစကမ်းကုန်းကနေစပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ရခိုင်လက်နက်ကင်တပေါင်းအေးအေးတိုက်ခိုက်ခဲ့တဲ့စကမ်းတွေကတော့ကင်းစကမ်း၊ကာကင်းစကမ်းတွေသာဖြစ်ပါတယ်။အဲ့ဒီနောက်ဒီကုတ်စီကုတ်စီကနေတစင်းဒီတုံးကြီးဂရုံကြီးစတဲ့စကန်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။2025ခုနှစ်ဒီဇွန်ဇူလိုင်မှာတော့ရခိုင်လက်နက်ကန်တပေါင်း AA ကမိုးရင်းကာလဖြစ်တဲ့အတွက်စီအရှိန်ကို ရှော့ချထားခဲ့ပြီးတော့နိုင်ရီကန်တော်စကန်ကြီးရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အရှိုချင်းရွာတွေနဲ့ဒီအလော့စီဖြတ်တောက်ဖို့အတွက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့နိုင်ရီကန်တော်စကန်ရဲ့အောက်မှာရှိနေတဲ့အစွန်တက်လင်းတဲ့နဲ့မထုံးရွာတွေကိုဖိတ်ဆို့ထားခဲ့တယ်။ဝင်ရောက်စိတ်ဝင်မှုတွေပြုလုပ်ပြီးတော့ကာကင်စကန်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒါအပြင်နေရီကန်တော်စကန်ကြီးကိုကြော်ပြီးတော့ဒီငဖဲဘက်ကိုဆင်းတဲ့အမ်ဘရန်လန်းကိုဆင်းတဲ့ဂုံချင်းနဲ့တစ်ဖက်မှာရှိနေတဲ့ဗစီနောက်ဖလိုင်းစတဲ့အရှိုချင်းရွာတွေမှာဝင်ရောက်စုပွဲပြီးတော့တက်မတော်ရဲ့အလော့စီလမ်းကြောင်းကိုဖျက်တောက်ထားခဲ့တာဖြစ်ပါတယ်။တကယ်တော့ဒီဂုံဝါကနေစပြီးတက်လာမဲ့နေရီကန်တောင်ရဲ့လမ်းကတော့ဒီဗစီရွာကိုဖျက်တမ်းရမှာဖြစ်တဲ့အတွက်အရှိုချင်းတွေကတက်မတော်ရဲ့အလော့စီလမ်းကြောင်းတက်မတော်ရင်နန်းတွေရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုဖျက်တောက်တိုက်ခိုက်လျက်ရှိပါတယ်။ ဒါကြောင့်မလို့ရခိုင်လက်နက်ကန်တဲ့ဘောင် A ကနေရီကန်စကန်ကြီးကိုဖြတ်တောက်ဖို့အတွက်ပင်မကုန်းကိုစတင်တိုက်ခိုက်တာတွေမပြုလို့ဖဲနေဒီပတ်ဝန်းကျင်မှာရှိနေတဲ့အဓိကလမ်းတွေကိုပိတ်ဆို့တိုက်ခိုက်နေတာပါ၂၀24ခုနှစ်ဒီဇင်ဘာ20ရက်နေ့အမ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထပ်စဉ်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီအနောက်ဘက်လမ်းတစ်ခုလုံးကိုရောရခိုင်လက်နက်ကန်တဲ့ဘောင် A ကထိန်းချုပ်ထားတယ်အမ်ဘရန်လမ်းပေါ်မှာရှိနေတဲ့မကွေးဘက်ချမ်းက15မိုင်အကွာဝေးကိုရောတပ်မတော်ကထိန်းချုပ်ထားတဲ့ဖြစ်ပေမဲ့အရှိုချင်းတဲ့ local pdf အများကြီးကကြားဖြတ်ပြီးတိုက်ခိုက်တာတွေမိုင်းဆွဲတာတွေပြုလုပ်နေစေဖြစ်ပါတယ် အများဆုံးဆောင်ရွက်နေတာတွေကတော့ပဇီရွာနဲ့လှိုင်ကနေအခြေပြုပြီးတော့ဆောင်ရွက်နေတာတွေဖြစ်တဲ့အတွက်လက်ရည်ငန်တောင်နဲ့ဒီမဆာခ905ရှိနေတဲ့လမ်းကြောင်း15မိုင်အကွာဝေးတစ်ကျော်လုံးကတော့နေမီရှင်းလေးဆောင်ရွက်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ကြားမှာတော့ဒီချောင်းဝဂုံးဝမှာရှိတဲ့တမရွေကင်းစကန်တစ်ခုရှိသေးတယ်ဆိုပေမဲ့အကြမ်းဖက်သမားတွေကတစ်ဖက်ကဂုံးကြီးလမ်းကိုလည်းစုံမထားတယ်။ဂုံးကြီးလမ်းကိုစုံမထားတာဖြစ်တဲ့အတွက်ညီလက်ရွာအရိကနေတစင်ဝက်စစ်ချင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီပေါင်းဆောက်ရွာစတဲ့အရှိုချင်းရွာတွေလည်းအများကြီးရှိပါတယ်။ က်ရှိအချိန်မှာတော့တက်မတော်ရဲ့ LOC လမ်းကြောင်းကတချောင်းသာပွင့်လာတော့တယ်။ရခိုင်နယ်နယ်ကန်တပုံ AA နဲ့အပေါင်းပါတွေကအခုနယ်ရီကန်တောင်စကန်ကြီးကိုဘေးပတ်ချာလေကနေဝိုင်းဝင်းပိတ်ဆိုတိုက်ခိုက်နေပါတယ်။နေ့စဉ်နဲ့အများစနိုက်ပါနဲ့ပြစ်ခတ်မှုတွေပြုလုပ်နေတယ်။တက်မတော်ဘက်ကလည်းလေကြောင်းကနေပြစ်ခတ်မှုတွေဒီကြောင်းပစ်ကူတွေယူနေကြတာဖြစ်ပါတယ်။လက်ရှိရခိုင်နယ်နယ်ကန်တပုံ AA ဆယ်လာနေပါတိုက်ခိုက်နေတဲ့နယ်ရီကန်တောင်စကန်ဆိုတာကပင်လယ်ရေမျက်နှာပြင်အထက်ဒီပင်9000နီးပါးရှိတဲ့နေရာမှာတိစောက်ထားတာဖြစ်ပါတယ်။ တစ်ဖက်ကရခိုင်ပြည်နယ်နဲ့တစ်ဖက်ကမကွေးတိုင်းကိုစိုးမိုးထားတဲ့အဓိကကုန်းကြီးပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးတော့ဒီကြောင်းရဲ့ကာကွယ်ရေးတပ်လို့လည်းပြောလို့ရတယ်။ Radar scan တွေအခြေချထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပေါ် AA ကအဓိကစိုးမိုးကုန်းကိုရရှိရေးအတွက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုမတိုက်ခိုက်ခင်ဘေးကကာကင်းကုန်းတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုကာကင်းကုန်းတွေကိုလက်လွတ်ခဲ့ရတာတွေကအဆိုးဆုံးကတော့ဒီကဒုံကြီးစကန်းကနေနေရီကန်တောင်ကိုတက်တဲ့လမ်းခွဲကကင်းစကန်းကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီကင်းစကန်ကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်ဒီနေရီကန်တာဝါတိုင်းစကန်ကိုတမရော့ကထပ်မံပြီးတော့လက်လွတ်ခဲ့ရတာပါရခိုင်လက်နက်ကန်တဘုံအေအေကဒီနေရီကန်တောင်ပြူကဘာလုံးပြူဟာစကန်ကြီးနဲ့တာဝါတိုင်းစကန်နဲ့ဒီတမိုင်ကျော်အကွာဝေးကို လေးရက်နေပါထိုးစစ်စင်တိုက်ခိုက်နေပြီမဲ့ဒီနေ့ဒီအချိန်ထိတော့တင်းတလောက်ခီးမပေါက်ခဲ့သေးဘူးဖြစ်ပါတယ် အကြမ်းဖက်အာဘေးမီဒီယာတွေမှာတော့ဒီတမတော်ရဲ့တရင်တက်ဖို့တွေကအဆုတ်ခွာထွက်ပြေးရဆိုတဲ့သတင်းတွေနဲ့ရခိုင်လက်နက်ကန်တပုံ AA ကကဘာလုံးစခန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းတွေထုတ်ပြန်နေပေမဲ့လက်ရှိမြေပြင်အခင်းချင်းမှာတော့ရခိုင်လက်နက်ကန်တပုံ AA နဲ့အပေါင်းပါတွေဖိတ်ဆို့ထားတဲ့ကြားတွေကတမတော်လီကနေ18လေးရင်တွေနဲ့အေးစားနေရိတ်ကလက်နက်ခရဲတွေကိုထောက်ပို့နေသေးပဲဖြစ်ပါတယ်။ဒါပေမဲ့နိုင်ရီကန်အောင်စခန်းနဲ့ဒီမဆာက905ရဲ့ကြား 15မိုင်အကွာဝေးကတော့ KPDF အရှူချင်းတွေကလည်းဝိုင်းဝန်းတက်ခိုက်နေတာဖြစ်တဲ့အတွက်တပ်မတော်ရဲ့အင်အားဖြစ်တင်မှုရင်းနှန်းတွေတက်သွားတိုင်းအသွားလမ်းကြောင်းကိုပဲဖြစ်ဖြစ်အပြန်လမ်းကြောင်းကိုပဲဖြစ်ဖြစ်တိုက်ခိုက်နေစေဖြစ်တဲ့ဆိုတော့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိရပါတယ်။အကြောင်းမလို့တပတ်ကရခိုင်လက်နက်ကိုင်းသဘောအေအေကတော့သူတို့ရဲ့ဝင်လန်းထွက်လန်းတွေကတခုဖြစ်တဲ့မကွေးတိုင်းရဲ့ဝင်ပေါက်ကိုတော့ပိတ်ဆို့ဖို့ဆောင်ရွက်နေတာကို NLR ရဲ့ဆောင်ရွက်နေတဲ့ဖြစ်ပါတယ်။ ါပေမဲ့တမောဘက်ကလည်းလိုအပ်တဲ့လက်နဲ့ခရင်နဲ့အရာရှိစစ်သည်တွေနဲ့တက်အင်အားတွေကိုလည်းဖြည့်တင်းဆောင်ရွက်ထားတာဖြစ်တဲ့အတွက်လက်ရည်ကန်တောင်ကိုလက်လွတ်လို့မရဘူးဆိုတဲ့အခြေအနေမျိုးကတော့ရှိနေပါတယ်။အကယ်၍ရခိုင်လက်နက်ကန်တဘောအေအေသာလက်ရည်ကန်တော်စကန်ကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်တော့အောက်မှာရှိနေတဲ့စေတုဒရာနဲ့ငဖဲပဒန်းမှာရှိတဲ့အနေကန်တက်တွေဒါအပြင်ဒီ local period တွေအများအပြားစုကန်တောင်းကျန်းနေတဲ့ဆက်လင်းစကုအစင်မြွန်းနဲ့ ီမင်းဘူးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့တရက်မင်းလာတကျော်က PDF တွေလည်းအများကြီးဖြန့်ကျက်ပြီးတော့စည်ရေးပေါ်ဆောင်လာနိုင်မှာဖြစ်တဲ့အတွက်အင်မတန်မှအရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပေါ်အေအေကလည်းစည်ရေးအားသာချက်ရရှိဖို့အတွက်လက်ရည်ကန်တော်စကန်းကိုလက်နဲ့ချီပြီးပိတ်ဆို့တိုက်ခိုက်တာဖြစ်ပါတယ်။ဒီနေရာမှာတမရော့အနေနဲ့ရခိုင်လက်နက်ကိုင်တပေါ်အေအေကဒီတောင်ကုန်းကြီးရဲ့ဘေးပတ်ချာလေကစောင်းနေပေတထောင်ကျော်ပေရှိရနဲ့ပေတထောင်ကြမြန်မာရဲတောင်စောင်းတွေမှာအခြေပြုပြီးတော့တက်မလော့စစ်စကန်တွေကိုတက်မလော့တရင်တက်ဖွဲ့တွေကိုလာရောက်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဒါကြောင့်မလို့တက်မတော်အနေနဲ့ကြောင်ပြစ်ကိုပြေးနေတာရှိပေမဲ့ရခိုင်လက်နက်ကန်သဘောအေအေနဲ့အရှိုချင်းတွေကပျောက်ကြားစနစ်နဲ့စနိုက်ပါနဲ့ပြစ်ခတ်တာတွေနေ့စဉ်အခြေအနေနဲ့အချိန်ကာရာသီဥတုကိုကြည့်ပြီးတော့ချောင်းမြောင်ပြစ်ခတ်တာတွေပြုလုပ်နေစေဖြစ်တဲ့အတွက်နရီကန်တော်စကန်ကြီးရဲ့ဘေးဘက်ချာလင်မှာရှိနေတဲ့တောင်ဆောင်တွေအားလုံးကိုကဘက်ဘုံတွေဖြစ်ဖြစ်မီလောင်ဘုံတွေဖြစ်ဖြစ်ကျဲပြီးတော့ဘေးပတ်ဝန်းကျင်တွေအားလုံးကိုရှင်းလင်းရေးဆောင်ရွက်ထားဖို့လိုအပ်လျက်ရှိပါတယ် တောင်ရင်အောင်မှာရှိနေတယ်ဒီမဆာက905ရဲ့လက်အောက်ခံဖြစ်တဲ့609 409နဲ့ဒီအမတာ395ကတက်တွေကလက်နက်ကြီးပြစ်ကိုတွေပေးနေတယ်ဆိုပေမဲ့လည်းရခိုင်လက်နက်ကန်တပေါင်း AA နဲ့အပေါင်းပါတွေကဘေးပတ်ဝန်းကျင်ကအရှိုချင်းရွာတွေမှာဖြန့်ကျက်ပြီးတော့တက်မော်ဆစ်ကန်တွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဒရဘုံချတိုက်ခိုက်တာတွေကိုပြုလုပ်နေစေဖြစ်တဲ့အတွက်စစ်ရေးအခြေအနေကတော့ပြင်းထန်နေစေဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ရခိုင်လက်နက်ကန်တပေါင်း AA ကဒီနေ့ရခိုင်တော်စကန်ကြီးကိုစတင်တိုက်ခိုက်မှုက2025ခုနှစ် ဇန်နဝါရီလကစပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်ဆယ်လာနီဘာကြာမြင့်သွားပြီဖြစ်တဲ့ဒီဆယ်လာနီဘာတိုက်ခိုက်မှုတွင်တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနေပြည်တော်ရှင်းလင်းဆောင်ရွက်မှုတွေအကြောင်းရခိုင်လက်နက်ကင်သဘော AA အပါအဝင်အရှိုချင်းចောင်းသားတက်တော်နောက်ပြီးတော့ဒီပြည်သူတက်တော်လို့ခေါ်တဲ့ PIO PIA အကြမ်းဖက်အဖွဲ့အပေါင်းအများပြားကလည်းတိုက်ခိုက်ဒေဆုံးမှုတွေတော့တွေ့နေရဆဲပဲဖြစ်ပါတယ် ဒီနေရာမှာတက်မော်ရဲ့အလောက်စီလမ်းကြောင်းကိုအနောက်ရှက်ပေးနေတာကအဓိကအရှုံချင်းနေဖြစ်ပါတယ်။လက်ရှိနေရီကန်တော်စကန်ကြီးရဲ့ဘေးဘက်ခြာလက်ကိုဝိုင်းဝန်းပိတ်ဆို့ထားတာကလည်းကုတ်ကြီးရွာစနောက်ပြီးတော့မတဲစွန်တက်အဲဒီကနေတဲ့နေရီကန်တော်စကန်ကြီးရဲ့မြောက်ဖက်မှာရှိနေတဲ့ဒီငပယ် line နောင်ပစီစတဲ့ရွာတွေအများပြားကလည်းအရှုံချင်းရွာတွေဖြစ်တဲ့အကြမ်းဖက်သမားတွေကဒီရွာတွေမှာပဲပြန်လည်ဝင်ရောက်နေထိုင်ပြီးတော့စစ်ရေးဖော်ဆောင်မယ်ဆိုရင်ဒီစစ်စကန်ကြီးရဲ့ဘေးဘက်ခြာလက်ကိုလာရောက်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ် ဒါအပြင်ဒီလူသားအရင်းအမြစ်ရရှိနေတဲ့စားနပ်ရိက္ခာအရင်းအမြစ်နဲ့စေဝါကုသမှုတွေကလည်းဒီအရှိုချင်းရွာတွေမှာပဲဝင်ရောက်ပြီးကုသမှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်တန်းတော်အနေနဲ့အကျံပတ်သမားတွေအဓိကအလော့စီလမ်းကြောင်းနဲ့ရနိုင်တဲ့အထောက်ပံ့ပို့ဆောင်ရေးအုပ်ချုပ်မှုလမ်းကြောင်းတွေကိုလည်းဖြတ်တောက်နိုင်မှုလိုအပ်နေပါတယ်။ဒီအရှိုချင်းရွာတွေကတော့ဒီတောင်တန်းကြီးရဲ့ဘေးတောင်ဆောင်တွေမှာတိဆောက်ထားတာဖြစ်တဲ့ရွာတည်ထားတာဖြစ်ပေမဲ့အရှိုချင်းတွေကဒီရခိုင်လက်နက်ကန်သဘောအေအေရဲ့ အဖရခိုင်နိုင်ငံတော်ထူထောင်ရေးစိတ်ကူးယဉ်မှုရဲ့နောက်ဆက်တွဲအရှိုချင်းတွေကတည်သက်ပြည်နယ်ထူထောင်ရေးစီစဉ်ဆောင်ရွက်နေတဲ့ရည်မှန်းချက်တခုလည်းရှိထားပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပုံအေဖော်ဆောင်နေတဲ့တိုက်ပွဲတွေတိုင်းမှာအရှိုချင်းအများအပြားကအဓိကအင်အားတခုအနေနဲ့ပါဝင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အရှိုချင်းတွေရဲ့ပါဝင်တိုက်ခိုက်မှုကတော့ဒီရခိုင်ပြည်နယ်နဲ့မကွေးတိုင်းရဲ့အဆက်မှာရှိနေတဲ့အမ်ဘဒန်လမ်းမှာသာမကရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းရဲ့အဆက်မှာရှိနေတဲ့တောင်ကုန်းအုပ်ရှိပင်လမ်းမှာလည်းလာရောက်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဖြစ်ပါတယ်။ အရှိုချင်းဆိုတာကတော့တနည်းပြောလို့ရှိရင်တော့မြေပြန့်ချင်းလို့ဆိုရမှာဖြစ်ပြီးတော့တောင်ပေါ်ဒေသမှာသာနေတဲ့နိုင်ငံရေးကြီးကြီးနှိမ်ပါပြီးတော့လူနေမှုအဆင့်တန်းနှိမ်ပါတဲ့တော်တွေမှာသာရှင်သန်နေထိုင်ရင်ဖြင်းကုတ်ဝါခုတ်နဲ့နေထိုင်နေကြပြီးရှင်သန်လာကြတဲ့လူမျိုးစုတခုပဲဖြစ်ပါတယ်။ဒီလူမျိုးနိုင်ငံရေးကြီးကြီးနှိမ်ပါတဲ့လူနေစုတွေကိုရခိုင်လက်နက်ကန်တဲ့ပေါ်အေအေကနိုင်ငံရေးစိတ်ကူးယဉ်မှုတွေအများပြားပေးပြီးတော့ပြည်내လွတ်မြောက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ရခိုင်လက်နက်ကင်သဘောအေအေကအတုံးချနေတာပဲဖြစ်ပါတယ်။လက်ရှိရခိုင်လက်နက်ကင်သဘောနဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာလည်းဒေသခံအရှုံချင်းတွေပါဝင်နေတာကြောင့်တက်မတော်ရစီရေးဆောင်ရွက်မှုတွေကပြင်သလောက်ခီးမပေါက်တာကိုမြင်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်ဘိဘက်ချလယ်မှာရှိနေတဲ့အရှိုချင်းတွေကဒီထင်းကုတ်ဝါခုတ်နယ်သို့မုဆိုးလုပ်ငန်းတွေနဲ့အသက်ရှင်နေထိုင်နေတာဖြစ်တဲ့အတွက်ဘိဘက်ဝင်ကျင်မှာတော့တော်ကျွမ်းတယ်လို့ဆိုရမှာဖြစ်တယ်။နေပြည်တော်ကျွမ်းကျင်အမှုတွေရဲ့အသာချက်တွေကြောင့်တက်မလို့စစ်စကန်တွေအနောက်စီလမ်းကြောင်းတွေဒီပို့ဆောင်ရေးလမ်းကြောင်းနောက်ပြီးတော့တက်မလို့ရင်နှင်းတွေရဲ့သွားရောက်ရာ တက်မော့အရာရှိစစ်တီတွေရဲ့စောက်ခွာရလမ်းကြောင်းတွေမှာပိတ်ဆို့တိုက်ခိုက်နေတာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိအားလုံးစိတ်ဝင်စားနေကြတဲ့အတိုင်းပဲဒီနယ်ရေကန်တောင်ပေါ်မှာရှိနေတဲ့အဓိက view စကန်ကြီးကဘာလုံးစကန်ကြီးကတော့ရခိုင်လက်နက်ကန်တပေါင်း AA နဲ့အပေါင်းပါတွေမထင်းချုံနိုင်သေးဘူးဖြစ်ပါတယ် နိုင်ရကန်တော်စခန်းရဲ့ကာကင်းစခန်းကြီးလို့ပြောလို့ရတယ်။ဒီ MPD တာဝါတိုင်းကုန်းကိုတော့ပြီးခဲ့တဲ့2025ခုနှစ်စွန်လ၄ရက်နေ့ကရခိုင်လက်နက်ကင်တပုံနဲ့အပေါင်းပါတီတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အဲ့ဒီတွဲနိုင်ရကန်တော်စခန်းကြီးရဲ့ပြူဟာကဒီရခိုင်လက်နက်ကင်တပုံ AA တွေထိန်းချုပ်ပြီးတဲ့နောက်ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကိုအရင်ထက်ပိုပြီးတော့ခံလာခဲ့ရတာဖြစ်ပါတယ်။ရခိုင်လက်နက်ကင်တပုံ AA ထိန်းချုပ်တာတွေနိုင်ရကန်တောင်တာဝါတိုင်းစခန်းနဲ့ပြူဟာကုန်းကြီးကတော့တမိုင်ကျော်အကွာအဝေးရှိပါတယ်။ ဒီတမန်ကျော်အကွာအဝေးမှာပဲရခိုင်လက်နက်ကန်တပုံ A နဲ့ဘောင်းဘော်တွေကတောင်စောင်းနေမှာအခြေပြုလှုပ်ရှားပြီးတော့စနိုက်ပါတွေနဲ့ပစ်ခတ်နေတာဖြစ်ပါတယ်။နေပြည်တော်တရင်တဲ့ဖွဲ့ရင်းချိတ်ဆက်ရရှိတဲ့တဲ့င်းအရတော့ရခိုင်လက်နက်ကန်တပုံ A ကစနိုက်ပါကိုအဓိကထားပြီးအသုံးပြုနေတာရှိတယ်။လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိပေမဲ့စနိုက်ပါကအဓိကအကြမ်းဖက်သမားတွေအသုံးပြုနေတာဖြစ်ပြီးတက်မတော်အရာရှိစစ်တီတွေကိုအမဲချွေချွေပျောက်ကြားစနစ်နဲ့အသုံးပြုနေတယ်လို့ကြည့်ရပါတယ်။လက်ရှိအချိန်မှာတက်မတော်အနေနဲ့ကောင်တာပြောင်းဝင်မှုပျောက်ကြားစနစ်ပြန်ပြီးဝင်နိုင်မှု စနိုက်ပါနဲ့ကောင်တာပြန်ဝင်နိုင်မှုကတော့အကက်ကဲတစ်ခုရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်နရီကန်တော်စကန်ကြီးရဲ့ဘေးဘက်ချာလေမှာရှိနေတဲ့အင်မတန်တောထူလာတဲ့တောင်ဆောင်းနေနဲ့တောရိပ်တောင်ရိပ်ကအချမ်းဖက်သမားတွေရဲ့ခိုးလုံရနေရာတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်တမ်မရော့အနေနဲ့အဓိကဆောင်ရွက်ဖို့လိုအပ်တာကတော့နံပါတ်1ဦးစားပေးကအလောစီဖြတ်တော့မလားဒါမှမဟုတ်ကိုယ့်ရဲ့အောက်စီလမ်းကြောင်းကိုစုံမထားမလားဆိုတဲ့အချက်တစ်ချက်ဒုတိယအချက်ကတော့တောင်ဆောင်ကြီးရဲ့ဘေးဘက်ချဲလင်မှာစုဖွဲ့နေတဲ့အချမ်းဖက်သမားတွေရဲ့နေရာကိုမြေလှမ်းမှုလိုအပ်နေတာပဲဖြစ်ပါတယ် ဒီလိုမြေလံမှုအတွက်ဆိုရင်လည်းဒီလေကြောင်းကင်းထောက်မှုတွေဒါမှကဒရဘွန်ချတိုက်ခိုက်မှုတွေဒါနောက်ပြီးတော့ဒီညာဘက်တွေမှာပုံရိပ်ရှာတာတွေ FLIR စနစ်တွန်း drone တွေနဲ့ကင်းထောက်တာတွေ UAV တွေနဲ့ကင်းထောက်တာတွေကိုပို့ပြီးတော့ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။လမ်းတော်ရဲဒီတံမြန်ထိုးစစ်တွေကိုပြန်ကြည့်ရင်ကချင်ပြည်နယ်မှာလည်းအောင်မြင်မှုတွေရရှိတယ် ချမ်းပြည်နယ်မြောက်ပိုင်းတကြောလုံးမှာလည်းအောင်မြင်မှုတွေရရှိရတယ်။ဤနယ်တကြောကအကြံဖက်သမားတွေရဲ့ဆောင်ရွက်မှုတွေမှာလည်းအာရှလမ်းမကြီးကိုပြန်လည်စုမိုးထားနိုင်ရုံသာမကအကြံဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုပါတောင်ပိုင်းရောမြောက်ပိုင်းရောစုမိုးထားနိုင်ပြီဖြစ်ပါတယ်။ရခိုင်လမ်းနာကန်သဘောအေအေနဲ့ထူးထူးတိုက်ပွဲဖြစ်ပွားနေတဲ့စစ်မျက်နှာတွေမှာတော့တင်းတလောက်ခီးမပေါက်ခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။ဒီလိုတင်သလောက်ခီးမပေါက်ဘူးဆိုတာကလည်းရခိုင်လက်နက်ကန်သပုံအေအေရဲ့စီယုံလုံဆောင်မှုတွေကြောင့်ဒေသခံအရှိုချင်းတွေနိုင်ငံရေးအခြေအနေပါသူတွေရဲ့ပါဝင်ပူးပေါင်းမှုတွေကြောင့်လည်းအားသာချက်တစ်ခုဖြစ်နေပါတယ် ဒါကြောင့်မလို့တမရော့အနေနဲ့ဒီရခိုင်လက်နက်ကိုင်သဘောအေအေရဲ့ထူးထူးတိုက်ပွဲဖြစ်ပွားနေတဲ့အမ်ပနန်လမ်းမိုင်းတောင်ကုန်းအုံးရှိပင်လမ်းမိုင်းနဲ့ဒီကွာငတိုင်းချောင်းလမ်းမိုင်းကရှိနေတဲ့နေရာတွေမှာအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုမျက်ချိမပြတ်ထောက်လန်းမှုနဲ့လက်ဦးမှုရယူတိုက်ခတ်ဖို့လိုပါတယ်အဓိကကတော့ညဘက်ဒီမှာစုဖွဲ့နေတဲ့နေရာနဲ့စုရက်တွေက ုံတည်ရှိနေနိုင်တာဖြစ်တဲ့အတွက်ပုံရိပ်ရှာနိုင်မှု FLIR စနစ်သုံး drone တွေ UAV တွေကိုအဓိကထားပြီးသုံးပြုဖို့လိုအပ်တဲ့မြေပုံညွန့်ရရှိပြီးစုရက်တွေကိုရရှိပြီးဆိုရင်တော့ထက်ချက်မကွာချိန်မုံနိုင်မှုလည်းလိုအပ်နေပြီဖြစ်ပါတယ်။အဓိကကတော့အကြမ်းဖက်သမားတွေကပျောက်ကြားစနစ်နဲ့အသုံးပြုတိုက်ခိုက်နေကြတာဖြစ်ပါတယ်။လူလိုင်းသုံးပြီးတိုက်ခိုက်တဲ့စနစ်ကိုအသုံးမပြုတော့ဘဲနဲ့ပျောက်ကြားစနစ်နဲ့လိရင်လစ်တယ်လို့ရာသီဥတုကောင်းရင်ကောင်းတယ်လို့လက်နက်ကြီးနဲ့ပြစ်ခတ်တဲ့ပုံစံမျိုးတွေဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒီနေရာမှာဒီအရက်လင်းမျက်နှာနဲ့ဝိုင်းဝန်းပိတ်ဆို့ခံခဲ့ရတဲ့အမ်းမြို့သိန်းတိုက်ပွဲနဲ့လက်ရှိဒီရခိုင်လက်နက်ကိုင်တပောင်း AA ပိတ်ဆို့ခံထားရတဲ့နေရီကန်တော်စခန်းနဲ့ပြန်ကြည့်ရင်တော့အမ်းမြို့သိန်းတိုက်ပွဲဆိုတာကအမ်းမြို့ကတောင်ရဲအောက်ခြေမှာရှိနေတယ်ဘေးဘက်ခြေလယ်မှာစုံမုံကုန်းနဲ့အများကြီးရဲ့ပိတ်ဆို့ခံရတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပောင်း AA အတွက်အားသာချက်တစ်ခုဖြစ်သွားပါတယ်နောက်ပြီးတော့ဝင်းရထွက်ရလမ်းတွေကလည်းဒီအရက်လင်းမျက်နှာမှာလမ်းကြောင်းတေးကြောင်းရှိတဲ့အတွက်ဒီလမ်းကြောင်းတွေကပဲလာရောက်ပြီးတော့စုံမုံတိုက်ခိုက်နေတာရှိပါတယ် အမေမဲအခုနိုင်ရီကန်တော်ဆန်ကတော့ပီလေးကြီးမျက်နှာပြင်အထက်ပင်9000ကျော်အကွာဝေးမှာရှိနေတယ်။ဒီအမ်ဘလန်လန်ကလည်းဒီစကန်ကြီးရဲ့အောက်ပေ1000ကျော်နေပန်းမှာနေနေတယ်။ဒါပေမဲ့တမ်မရော်ကအုံပြုနေတယ်အလော့စီလန်ကျောင်းအနေနဲ့ရှိနေတဲ့နိုင်ရီကန်တော်လန်ကိုတော့ရခိုင်လက်နက်ကန်တပေါင်း A ရဲ့အုံချခံအရှိုချင်းရွာတွေကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ဒါကြောင့်အဓိကဒီဘေးပတ်ဝန်းကျင်ကရွာတွေကိုမြေလှမ်းမှုလိုပါတယ်။ဒီရွာတွေကိုပြန်ကြည့်ရင်တော့ကုတ်ကြီးရွာနဲ့ပစီရွာကိုအဓိကတိုက်ခိုက်နိုင်ရင် တက်မော်ရဲ့ LOSC လမ်းကြောင်း Ambran Land ကတက်လာမဲ့ LOSC လမ်းကြောင်းကိုဆက်လက်ပြီးတော့စုံမထားနိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ရခိုင်လက်နက်ကန်တပုံ AA ကလက်ရှိစည်ရေးဖော်ဆောင်မှုတွေမှာအဓိကပင်မစကန်ကြီးတွေကိုကြော်ပြီးတော့ကင်းစကန်တွေနဲ့ LOSC လမ်းကြောင်းကိုဖြတ်တောက်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲဒီပဇီရွာနီးမှာဖြတ်တောက်မှုတွေပြုလုပ်တဲ့ချောင်းဝဂုံးဝအနီးကရွာတွေမှာဒီတက်မော်ရဲ့စစ်ကန်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်တမ်းတော်အနေနဲ့ဂုံးဝလမ်းစုံဒီနိုင်ရီကန်တောင်လမ်းစုံကနေစပြီးတော့စလုတ်တက်ရှင်းလင်းမှုတွေလိုအပ်ပါတယ် အယက်သားအနေနဲ့ပြင်မှတ်တွေကရှိနေပေမဲ့တမရော့ဘက်ကအယက်သားထိခက်တိုက်ဆုံမှုကိုရှောင်ရှားပြီးတိုက်ခိုက်နေတာဖြစ်ပေမဲ့အရှိုးချင်းတွေရဲ့တိုက်ခိုက်မှုတွေကအယက်သားအသွင်နဲ့ပဲစုဖွဲ့ပြီးတော့စည်ရေးဖော်ဆောင်ပြီးတော့ထိုင်နေပေမဲ့အထိနာတဲ့အချိန်ပဲဖြစ်ဖြစ်စည်ရေးဖော်ဆောင်မှုမပြုတ်လို့ပဲနဲ့ပြန်လဲစုဖွဲ့မှုအချိန်တွေအလုံးကအရှိုးချင်းရွာတွေမှာပဲပြန်လဲစုဖွဲ့နေတာဖြစ်ပါတယ်။ဒါကြောင့်တမရော့အနေနဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အရှိုးချင်းရွာတွေအလုံးကိုရန်သူတွေရဲ့စုဖွဲ့နေရာအနေနဲ့ပြင်မှတ်ထားတိုက်ခိုက်သွားဖို့လိုအပ်တဲ့ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ်။ ဒါအပြင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဖြည့်ရှင်းဖို့လိုတာကတော့ရခိုင်လက်နက်ကန်တပေါ် PA ရဲ့ဒီ sniper နဲ့ထောက်ပြီးတော့လာရောက်တိုက်ခိုက်မှုတွေကိုဘယ်လိုမျိုးပြန်လဲထိုးစစ်ဆင်မလဲဆိုတဲ့အခြေအနေကိုစောင့်ရွက်သွားဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကတော့ရခိုင်လက်နက်ကန်တပေါ် AA နဲ့အပေါင်းပါတွေတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့နေရီကန်တော် scan နဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံကတော့စကန်ကနိုင်ငံရေးအရသာမကစီအရအများကြီးအရေးပါပါတယ်။နိုင်ငံကတော့စကန်ကိုသာတက်မတော်ကကျွန်သွားခဲ့မယ်ဆိုရင် ။နေရီကန်တော့စကန်ကိုသာတက်မလို့ကလက်လွတ်ထားခဲ့ရမယ်ဆိုရင်တော့အောက်မှာရှိနေတဲ့ငဖဲနဲ့စေတိုးဒရာမှာရှိနေတဲ့ကပ္ပစာရီတာမကပသိမ်မွန်ရလန်းတကြောလုံးကိုလည်းလက်လွတ်ထားရပါလိမ့်မယ်။ဒါကြောင့်လဲဆိုရင်ဒီပသိမ်မွန်ရလန်းတကြောကမင်းလာရဲ့နောက်ဖက်ချမ်းမှာရှိနေတဲ့ဒီကန်တုံကြောက်စော့စားတဲ့ရွာတွေမှာလည်း local pdf အများပြားစုဖွဲ့လျက်ရှိပါတယ်။မင်းလာမှာအခြေပြုပြီးလှူရှားနေတဲ့ဒီတချိန်တုန်းက NLD ရဲ့အမာခံဖြစ်ခဲ့တဲ့ NLD ML ရေထွန်းစော်အပါအဝင် local pdf အများပြားကလည်းရင်းနှီးမှာ လက်ပံတကားဒေတာတွေမှာစုဖွဲ့လို့ရှားလျက်ရှိပါတယ်။နိုင်ရီကန်တော်စကန်းကိုသာဖောက်ထွက်ပြီးတော့ကျွန်ဝိုင်းလာမယ်ဆိုလို့ရှိရင်တက်မတော်အနေနဲ့စစ်မျက်နှာအများပြားရဲ့ထိုးပေါက်မှုနှောက်ယှက်မှုတွေကိုခံရမှာဖြစ်တဲ့အတွက်နိုင်ရီကန်တော်စကန်းကအင်မတန်အရေးပါလျက်ရှိပါတယ်။ဒါကြောင့်မလို့လုံတဲ့လုံထိုက်တဲ့နိပညာပိုင်းလုံတဲ့လုံထိုက်တဲ့လက်နက်တွေကိုအသုံးပြုပြီးရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကိုတိုက်ခိုက်သွားဖို့လိုအပ်တဲ့ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။ တစ်ဖက်ကဂျမ်ဘက်သမားတွေကလည်းရခိုင်လက်နက်ကန်သဘောအေအေကနိုင်ရကန်တောင်စကန်ကြီးကိုစုမိုးထားပြီးတဲ့နောက်စစ်တုဒ္ဒရာငပဲကနေတစင်ဒီပွင့်ပြူဆလင်စင်ပြုံးပတ်ထီကိုပြန်လဲပြီးတော့စိတ်ဝင်လာနိုင်မှုကိုလည်းမျှော်လင့်လျက်ရှိတယ်လို့ရခိုင်လက်နက်ကန်သဘောအေအေရဲ့ထောက်ပံ့မှုနဲ့လက်နက်လူသူအင်အားအများပြားကိုပါရရှိဖို့အတွက် local PDF တွေကမျှော်လင့်နေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိအခြေအနေမှာတော့ဒီပသိမ်မုံရွာလမ်းနဲ့နေရီကန်တော်စကန်ငပဲမှာရှိနေတဲ့မဆာက900နဲ့နေပြည်တော်တိုင်ရင်တပ်ဖွဲ့တွေက ဒီအရှိပိုင်းနဲ့အနောက်ပိုင်းကိုခွဲထားတာဖြစ်တဲ့အတွက်ထင်သလောက်ဂိမပေါက်ဒေးတာလာဖြစ်ပါတယ်။ဒါပေမဲ့လည်းပသိမ်မွန်ရွာလမ်းကြီးရဲ့အရှိဘက်မှာရှိနေတဲ့ဆလင်းစကုဆင်းမြို့ကျွန်းမုံချောင်းမန်းချောင်းဆလင်းချောင်းတကြောမှာရှိနေတဲ့ local PDF တွေကလည်းဇောင်းကျွဖို့ကြိုကျွဖို့အတွက်ပြင်ဆင်နေတာတွေရှိပါတယ်။ဒါကြောင့်တမောအနေနဲ့မကွေးတိုင်းရဲ့အနောက်ဖက်ခြမ်းမင်းမှုခရိုင်ကစီလှူရှားမှုတွေကိုပြန်ကြည့်ရင်တော့ပထမဦးစားပေးကနိုင်ရီကန်တော်စကန်နဲ့အမ်ပရန်လန်ကိုပြန်လဲစုံမွေးဖြစ်ပြီးတော့ ဒုတိယဦးစားပေးကတော့ဆက်လင်းစကုဆင်မြွတ်ကျွန်းက PDF တွေကိုမြေလံတိုက်ခိုက်ချိန်မုံသွားဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။ဆိုတော့နေအင်္ဂန်တော်စကန်နဲ့ပတ်သက်ပြီးအကြမ်းဖက်အားပေးတွေတင်းနေတယ်လို့မျိုးတမ်မတော်ကလက်လွတ်ခဲ့ရတာမရှိတယ်လို့တမ်မတော်ကစုတ်ခွာသွားတာလည်းမရှိသေးဘူးဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလောက်ကလေးကတမ်မတော်တရင်တပ်ဖွဲ့တွေရဲ့စီရေးဖြူဟာပြောင်းလဲလာတယ်ပြုလုပ်ခဲ့တယ်။စကားက79နဲ့လောက်ကတရင်တပ်ဖွဲ့တွေအားဖြစ်တင်မှုတွေပြုလုပ်နေစေဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ဒီတိုက်ပွဲတွေပြင်းထန်နေလေဖြစ်ပါတယ်ဒီကြောင့်ပြစ်ကိုတွေလည်းပြုတ်လုံနေသလိုဒီတိုက်ပွဲအတွင်းမှာရှိနေတဲ့ရခိုင်လက်နက်ကိုင်တပေါင်း AA ရဲ့ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့အရာရှိစစ်တီတွေရဲ့လိုအပ်တဲ့လက်နက်ခရင်စေဝါနဲ့ဒီစားနေရိတ်ခါတွေကိုလည်းတမ်မတော်ကထောက်ပံ့ပို့ဆောင်နေစေဖြစ်ပါတယ် ဒီကနေမှာအကျံဖက်သမားတွေကိုမြည်လန်နိုင်မှုအကျံဖက်သမားတွေကိုအမဲ့ချွေချွေနိုင်မှုအကျံဖက်သမားတွေကိုချိန်မိုးနိုင်မှုစစ်စင်ရေးပြူဟာတွေကတော့နိုင်ငံတော်အကြီးအကဲတွေနဲ့တက်မတော်အကြီးအကဲတွေကချိတ်ဆက်ပြီးတော့ဆောင်ရွက်နေမယ်လို့လည်းခန့်မှန်းရပါတယ်ဆိုတော့လက်ရှိနေရေကန်တော်စကန်နဲ့ပတ်သက်တဲ့သတင်းကတော့ဒါနောက်ဆုံးရရှိတဲ့သတင်းဖြစ်ပါတယ်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်ရခိုင်လက်နက်ကန်တဲ့ဘုံအေအေရဲ့စုဖွဲ့နေရာတွေကိုလည်းတက်မတော်ရဲ့ drone တပ်ဖွဲ့တွေနဲ့ UAV တွေ ကင်းထောက် drone နဲ့ suicide drone တွေသာမကလေကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်ချိန်မုန်းနေတာဖြစ်တဲ့အတွက်လာရောက်တိုက်ခိုက်သူတွေနဲ့စုဖွဲ့နေရတဲ့အားလုံးကိုတော့စုမှုပြီးချိန်မုန်းနိုင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အဒီကအရင်မြစ်တွေကိုမှဖျက်တောက်နိုင်တဲ့ရွေးကတော့တက်မတော်ရဲ့ဒီအလောစီလမ်းကြောင်းနဲ့ကင်းစကန်တွေကတိုက်ခိုက်ခံရစေဖြစ်အောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပထမဦးစားပေးအနေနဲ့ကုတ်ကြီးရွာကိုမြေလံမှုလိုတယ်။ဒုတိယဦးစားပေးကတော့ပစီရွာကိုမြေလံမှုလိုတယ်။ တတိယဦးစားပေးကတော့စွန်တန်းနဲ့လင်းတဲ့မထုံးရွာတွေအပြင်အတွင်းထဲမှာရှိနေတဲ့ဖလိုင်ရွာနောက်ပြီးတော့နောင်ရွာငပယ်စတဲ့ရွာတွေကိုဖြတ်တော့ပိတ်ဆို့နိုင်မှုလိုပါတယ်ဒါအပြင်ကုတ်ကြီးကနေဒီနေရီကန်လမ်းဆောင်ကြားမှာရှိနေတဲ့ရွာတွေကလည်းအကြမ်းဖက်သမားတွေဝင်ရောက်စုဖွဲ့နေတာတွေရှိပါတယ်တပ်မတော်ရဲ့စီရေးလှုပ်ရှားမှုမှန်သမျှကိုမိုင်းခွဲတိုက်ခိုက်ဖို့ကြားဖြတ်တိုက်ခိုက်ဖို့တွေဆောင်ရွက်နေတာရှိတဲ့အခြေအနေမျိုးဖြစ်ပါတယ် ဒါတွေကိုတက်မတော်ကြီးကရီအနေနဲ့လိုအပ်တာတွေကိုဖြည့်ဆည်းလိုအပ်တဲ့အစီအစီအမံတွေနဲ့ဆောင်ရွက်ပြီးတော့နေရီကန်စကန်ကြီးကိုလက်မလို့ရရည်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်ဆိုတော့တည်င်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်